actually မနေ့ပိုင်းတရက်ပြတ်သွားတာရင်းနေပါလေတုံသွားတယ်ပေါ့နော်အဲကြောင့်ဆေးဥပြတ်လို့မြင်အောင်ကျွန်တော်ကိုကြီးကိုရောဒီလေးရဲ့တဲ့ဖွဲတညာတဲ့ကွာအကြီးလေးတယ်မင်းတသိန်းခွဲယူကွာအတသိန်းခွဲနောက်ထားကွာတော့တဲ့ကျွန်တော်ပတ်စံတသိန်းလောက်ကိုကိုလည်းပြောပါတယ်ညီလေးပါမပူနဲ့အခုတရုံလုံးရှိတယ်အားမငယ်နဲ့ လူတွေအကူကြီးအခုဖြည့်ပေးဖို့အရှင်သင့်မဲတဲ့မရှိရှင်နေရတော့စီးတောက်နေတော့ကောင်းတာပေါ့နော်အစီမတောက်တဲ့နေကြတော့နည်းနည်း ကရုံငင်းဖြစ်တိုင်းမူရံမူရရေပေါ့နော်အဲ့လိုဖြစ်တတ်ဆင်းဆုံးသောင်းရင်တဝန်လေးနဲ့သူအဆင်ပြေပါတယ်အဲ့ဆီလေးမနေ့ပိုင်းတရက်ပြတ်သွားတာရင်းနေပါလေတုံသွားတယ်ပေါ့နော်အဲ့ကြောင့်ဆီဦးပြတ်လို့မြင်အောင်အဲ့ပစံဒီနဲ့နဲ့အဆင်ပြေတာနဲ့ဆီဦးအဓိကထားအောင်လေဆီဝယ်ပြီးမှအိမ်မှာ ဘာကြီးကပူတဲ့ပစံနေဆံဝဲစီဝဲပေါ့နော်အဲ့လိုပြတ်သွားတဲ့အချိန်ကျရင်တော့ကိုရင်းနေတဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေစီပရိသတ်တွေစီပေါ့နော်လာမေအကူကြီးတောင်းအောင်အကူကြီးတောင်းတဲ့အခါကျတော့မငင်းပါဘူး ပေးကြပါလှူကြပါဒီကရနေ့ရက်၃ရက်လောက်ကမနှစ်ပိုင်းပေါ့နော်စီမနှစ်ပိုင်းပြတ်သွားအဲ့ဒါကျွန်တော်ကိုကြီးကိုဟောဒီလေးရဲ့တဲ့ဖွဲ့တညတဲ့ကွာအဲ့ဒါတဲ့တဲ့ငွေယူဘယ်ရလဲကိုဆယ်လပိုင်း၅ရက်နေဝန်တိုင်းတကွာ အခုဘယ်တော့ခမလဲလို့ခဲလာပိုင်း9ရက်နေဟာဟာအခုဝေးပြီလို့ဟောဝေးတော့လဲဘာဖြစ်လဲဟာလဲဝေးလက်ခံလာမောလဲအကြီးလေးတမဲတသိန်းခွဲယူกว่าအဲ့တသိန်းခွဲနောက်ထားกว่าတော့တယ်ကျွန်တော်ပတ်စံတသိန်းလောက်အဲကျွန်တော်တပည့်မောင်တူဒီကိုယူခိုင်းတာချက်ချင်းထုတ်ပေးလိုက်ပါတယ် င်မှာပူပြီးတော့ဝမ်းတာပါကဲတိုင်းမင်းဆေးတာပေါင်းဝင်လိုက်တော့ပါသူလည်းအရင်ဆေးဝယ်ပြီးတော့ပြန်လာတယ်ပြန်လာပြီးတစ်ခွက်တောက်လိုက်တယ်ညချက်တစ်ခွက်တောက်လိုက်တယ်ရင်းနေဦးပေါ့အဆင်ပြေသွားရပါတော့ကိုဒီရောကိုကိုကိုအော်အော်ရှိပြီလို့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကိုကလည်းပြောပါတယ် ညလေးပါမပူနဲ့အခုတရားလုံးရှိတယ်အာမငင်နဲ့လူတွေအခုကြီးအခုဖြည့်ပေးဖို့အရှင်သင့်မဲတဲ့ကိုရောသူမိမအဲ့ဒီလူပြုံးလိုက်တဲ့ခါကြတော့ပူပြီးတော့ယောဂတဝက်လောက်သက်သာပါပြုံးလဲပြုံးမိတယ်ပေါ့နော် စိတ်ထဲမှာတော့ဈေးဘူးမပြတ်အောင်မရှိရှိတိုင်းရောင်းမယ်လို့စိတ်ကူးထားပန်ငါလေးကြီးရေခဲတင်တာလေးကြီးဒီဘီဒူကြီးတောင်ရောင်းဖို့ဒါပေမဲ့မတန်တဆကြီးဖြစ်လာဝင်တဲ့လူရှိရတသိန်းနဲ့အပထမရောင်းမှုအစီအစဉ်လောက်တာနောက်တော့အပြင်မှာသွားမေးကြည့်လိုက်တော့ ပြီးသူက2သိန်းလောက်ဖြစ်ရင်ဟာထဝက်ကြီးရှင်းလို့မြောင်းတော့ကွာဒီပြီးသူကြီးကိုအမှတ်တရထားလိုက်မယ်နောက်ဆုံးပန်ငါလေးတွေကြီးလိုက်တော့ပန်ငါကြီးရတော့နေရှိရဲ့အဲ့တော့မှသူများအမှတ်တရဝယ်ပြီးရတဲ့ပန်ငါလည်းမရောင်းရဲ့ပြန်အနောက်ဆုံးစဉ်းစားကြည့်လို့ဟောရေခဲ့တိတားကြီးဒါလေးကအခုချိန်သုံးဝင် သိန်းခွဲတော့ရှိတယ်ဝယ်တုန်းကတော့ဝယ်ရင်တသိန်းနဲ့ဝယ်ထားတာဒါလည်းရှုံးတာပဲမယောင်းပြပြန်တော့ဟိုတွေးဒီတွေးပေါ့နော်ဟိုဒီတွိုင်းဒီပစ္စည်းတွေဘာမှပါအောင်ဘာမှပါသင်္ခါရတရားတွေဒီပဲဒါပေမဲ့ရောင်းမဲ့ကြံသူ့ဘာလို့ အချိန်နေလေးရကောင်းလာဟိုကလှမ်းပြီးတော့ဟိုကနေကောင်းလားအစင်ပြေရလားဘာလို့သေးလဲအဲ့လိုလှမ်းပြီးတဲ့ခါကျတော့ဟောတီလူတီလူအကျိုးအကြောင်းလေးတွေတင်ပြလိုက်တဲ့ခါကျတော့သူလှမ်းပူပြီးသွားရောက်မယ်ကြံလိုက်ရောက်မယ်ကြံလိုက်အစင်ပြေသွားလိုက်ရောက်မယ်ကြံလိုက်အစင်ပြေသွားလိုက်ပေါ့နော်အဲ့ဒါလေးတွေကလည်းကိုယ့်ရဲ့ ဟောရမခြေသနာမြတ်တာဟောနေကိုမြတ်တာထားလို့သူတို့ကရှောင်ပြင်းဟတ်ကြလာပေါ့နော်အဲ့လိုလေးတွေဦးလက်ရှိဈာမရေကောင်းရင်တော့ဘိုးလေးတွေပြန်ကားမယ်ပေးတဲ့ပြုံးအောင်ဂျီနိုင်အောင်ပြုံးနိုင်အောင်ဟာရရရှင်သူလေးတွေတိုက်ကျွေးဦးမယ်ခင်ဗျ လှုပ်လဲလှုပ်အောင်မှာမှာ